တတိယချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ခု2025ဆက်နှစ်ကြိမ်အတွက်ကန်ဆန်းတဲ့ကဏ္ဍဆိုင်လေးတွေကိုကျွန်တော်တကယ်ချင်းတို့ချက်ရှင်းပြပေးချင်ပါတယ်အဲဒီဆိုင်လေးကိုမရှင်းပြခင်ကျွန်တော်တကယ်ချင်းတို့ချက်ပြောစရာလည်းရှိတယ်ဗျအဲ့ဒါလေးကဘာလဲဆိုတော့အဲ့ဒါလေးကဘာလဲဆိုတော့ဒီမှာ1900ဒီ52နှစ်ပေါ့နော်1995ခုနှစ်မှာ ဒီအစိမ်းအောင်ခြေထားတဲ့ကဏ္ဍနေရာတဲ့ဒီဘက်ဒီ93နှစ်3လေးရနေဒီလေမောရောင်ကဏ္ဍနေပေါ့နော်အဲ့ဘက်ကကဏ္ဍနေဒီဘက်ကိုပြန်ပို့နော်85ဒီ85မှာလည်းအဲ့လိုပြန်ပို့နော်ဒီ93နှစ်3လေးရနေပြန်ပို့လာအနည်းဆုံး9ကွက်10ကွက်9ကွက်ပေါ့အစဲကွက်နီးပါပဲထွက်တယ်1995မှာလည်းထွက်တယ် နော်ဒီဘက်ဒီ90တနစ်တောင်းလေးရတယ်ပြန်ပို့ပါ2005မှာပြန်ပို့တယ်နော်ဒီ90တနစ်တောင်းလေးရတယ်ပြန်ပို့ခဏ2005မှာလဲအဲ့လိုတော်တော်များများပို့နော်ဒီဘက်ကနေပို့ဒီ95မှာအခုလောလောဆယ်ဒီ12ကြိမ်တွင်ဟိုသူပို့သွားတာ68ကုန်2နှစ်ကုန်388 3ဟာကုန်3ဟာလေဒီ9ကွက်ကိုသူပို့တယ်နော်အဲ့ကျတော့ကျန်တဲ့ တုံးလေးခွက်တော့ကြင်အောင်မယ်အဲတုံးလေးခွက်မှာကျွန်တော်တို့တကြိမ်တကြိမ်တော့မိသင့်တယ်လို့ကျွန်တော်ယူဆတယ်နော်အဲ့ဒီအတွက်ကျွန်တော်ဒီဆက်နှစ်ကြိမ်မှာကျွန်တော်ဖမ်းပေးရတာဒီနော်အဲ့ကနန်းလေးကျွန်တော်ဒီနေ့ချင်းလို့တစ်ချက်ရှင်းပြပြပါမယ်ဒီ1985ပို့မယ်ခဏနော်ဒီက3ဆုံးနဲ့83ခုနဆက်တော့ပြီးရင်83တော့လို့3ဆုံးနဲ့နှစ်ခုပြီးရင်ဒီဘက်က လေးဆုံးတဲ့နှစ်ကိုရောက်တယ်ခွန်သုံးရှစ်သုံးကိုသုံးမှုတို့နော်ဒီကဒီမဲ့သူသွားတဲ့စနစ်က83သွားတယ်83သွားတယ်93ကိုကျော်ပြီးတော့94ကိုအလုံးလုံးတယ်နော်ဒီဘက်မှာလည်းအလုံးပဲ2003 70ရင်း70မတော်24နော်ပြဟုတ်ပြီအကြတော့ကျွန်တော်တို့ကနန်းရွေးချယ်မှုတွေစလိုက်တော့ဒီ3ဆုံးနဲ့ ပေါင်းစုံနဲ့နှစ်ကကနန်းကိုဒီဘက်ကနေယူမယ်နော်ဒီဘက်ကနေဘယ်လိုယူမလဲရှစ်တလုံးပေါင်းခြင်းသုံးရှစ်တလုံးပေါင်းခြင်းသုံးအောက်မှာ၄ဘူး၉ဘူးတခုထွက်တယ်ထွက်ပြီးအောက်မှာ၅တလုံး၅တလုံးကျပြီးရတဲ့ပေါင်းခြင်း၉ပေါင်းခြင်း၉က၉တုံညာအဲ့ဒီ၉တုံညာသူ့ရဲ့ဆောင်း၉တုံညာလို့တက်သူ့ရဲ့အပေါ်မှာနှလုံးပေါင်းလျှောက်နှလုံးပေါင်းရှိအဲ့လိုလေးခံပြီးတာဒီ၉တုံညာကနန်းကကျွန်တော်တို့၅ဆုံးနဲ့နှစ်ကိုပြန်ဖို့နော်၉တုံညာပေါင်းခြင်း၉ပါဆိုကနန်း တော့ရှစ်တလုံးပေါင်းခြင်းဆိုလေးဘူးကိုဘူးကြရဲအောက်မှာငါးတလုံးကြရဲပြီးရင်ဒီနှလုံးပေါင်းကိုးဟာဒီကိုးတုံညာကိုးတုံညာလို့သူ့ရဲ့အပေါ်မှာပေါင်းခြင်း6ပေါင်းခြင်း8အဲ့လိုရှိတယ်93နော်73 73မှာလည်းအဲ့လိုသူ့ရဲ့ဒီဘေးနှစ်ကနေရှစ်တလုံးပေါင်းခြင်းတော့ရှစ်တလုံးပေါင်းခြင်းတော့ကို၄ဘူးဘူးတစ်ခုကြာငါးတလုံး ီးရင်နှလုံးပေါင်းကိုနှလုံးပေါင်းကိုဟာ39ဖြစ်တဲ့အတွက်ဒီ39ဟာဒီဘက်ကို39လို့တက်ပေါင်းခြင်း6ပေါင်းခြင်း10နော်10တလုံးပါတယ်ပေါင်းခြင်း3ဖြစ်တယ်နှလုံး44သုံးဖို့ကိုကိုနော်4ဘူး9ဘူးဖက်ပြီးရင်5တလုံးနှလုံးပေါင်းကိုအဲ့ဒီ39ဟာ39လို့ပြန်တက်တက်ပြီးရင်ဒီကောင်ကပြီးရပုံမှာနှလုံးပေါင်း6နှလုံးပေါင်း10ဒီနှစ်ယောက်ကဒီဘက်ကိုပြန်ပို့နော် 第一礼拜骨折里，骨折里嘛那个，膝、啊、得了半月板，膝得了半月板，腿部关节也得了，边半月板骨，嘛这些是在哪里买了？这些买的，我也忘了，那、啊、老毛少，那、啊、老毛少，这些嘛半月板多嘛不学了，膝半月板，腿部关节。 အောက်မှာပေါင်းခြင်းကိုဒီတစ်ရှိကဒီဘက်ဆောင်တစ်ရှိလို့ပြန်တယ်သူ့ရဲ့ဘက်မှာနှလုံးပေါင်းရှောက်နှလုံးပေါင်းရှိဟုတ်ပြီနော်အကြောကနာရွေးချယ်မှုကကျွန်တော်တို့ဒီဘက်သုံးနေမှာသုံးခွဲရပြီနော်ပေါင်းခြင်းကိုပါတော့930ပေါင်းခြင်းကိုပါတော့209ပေါင်းခြင်းကိုပါတော့71နော်ဒါဒီဘက်သုံးနေကဲအဲ့ဒါဟိုဘက်သုံးနေကိုကျွန်တော်ဆက်သွားလိုက်အောင်ခဏရွေးချယ်ရအောင် ီမှာကျတော့ तू 300နဲ့နှစ်ကနေ तू ဒါလိုက်ယူမယ်နော်။ငါးတလုံးပေါင်းချင်းရှိ3ထိပ်နောက်နှလုံးသားနော်။ငါးတလုံးပေါင်းချင်းရှိ3ထိပ်နောက်နှလုံးသားသူ့ရဲ့အောက်က2003 2013 2013ငါးတလုံးပေါင်းချင်းရှိ3ထိပ်နောက်နှလုံးသားသူ့ရဲ့အောက်ကပြန်2020 ငါတလောပေါင်းခြင်းတော်ငါတလောငါတလောပေါင်းခြင်းရှိနော်ငါတလောပေါင်းခြင်းရှိပြီးရင်သုံးထိပ်နောက်နှလုံးသားသူ့ရဲ့အောက်ကကနဲဟုတ်ပါနော်ကျတော့ကျွန်တော်တို့ကနာရွေးချယ်မှုကဒါပထမ၃ခုပြီးသွားပြီနော်ဒီမှာငါတလောပေါင်းခြင်းရှိတော်သုံးထိပ်နောက်နှလုံးသားဒီကနာအဒီမှာလည်းငါးတလုံးပေါင်းခြင်းရှိသုံးထိပ်နောက်နှလုံးကဒီကနား ောက်ဒီဘက်နဲ့မှလည်းအဲ့လိုပဲငါးတလုံးပေါင်းချင်းရှင်းတုံးထိတ်နှုတ်နှလုံးကဒီအောက်ကကနေဟုတ်ပြီနော်အဲ့ကျတော့အားလုံး6ခုပြည့်သွားပြီနော်အဲ့6ခုကိုကျွန်တော်ကနှစ်ခုပြီးပြန်ပြီးတော့တွဲလိုက်မယ်နော်အကုန်လုံးကိုပေါင်းဆက်လိုက်မှာပေါ့နော်အဲ့ကျတော့ပထမကျွန်တော်ရွေးထားတဲ့ကနေနော်ကိုသုံးတယ်ဒုတိယ139နော်တတိယ85ဒါပေါင်းချင်း9တွေနဲ့နော်ပေါင်းချင်း9တွေဘာကြောင့်ယူရဆိုတော့သင်ငယ်ချင်းတို့သိပါပြီနော် ဒုတိယកောင်ကြတော့ဒီမှာနော်ငါးတလုံးပေါင်းခြင်းချင်းတုံးတဲ့နောက်နှလုံးကပေါင်းခြင်းလေးနော်ဒုတိယកောင်လည်းလိုပါငါးထိပ်ပေါင်းခြင်းချင်းတုံးတဲ့နောက်နှလုံးကပေါင်းခြင်းလေးဒီမှာလည်းအလိုပါနော်ငါးထိပ်ပေါင်းခြင်းချင်းတုံးတဲ့နောက်နှလုံးကပေါင်းခြင်းလေးနော်ကနားအလုံး၆ခုပြပါဒီဒီဘက်မှာသွားနေတဲ့ပုံစံကဒီ930နဲ့200ကိုနည်း ီ930နဲ့200ကိုနဲ့ဒီအပေါ်ကနေတက်သွားတယ်လို့စည်းဆက်ဟုတ်တယ်နော်930 200ကိုဟုတ်ပြီနောက်တစ်ခါဒီဘက်အသုံးခုစုံတဲ့ကောင်နဲ့ဒီဘက်တစ်ခုစရတဲ့ကောင်နဲ့နော်8တင်9နဲ့3နဲ့2နဲ့နဲ့လှန့်ရှိ8တင်9သူ့ရဲ့ပေါ်ကနေ3နဲ့2နဲ့အဲ့လိုရှိနောက်ဆုံးရှိမဲ့ကောင်နော်ဒီလျှောက်ရှိလေးနဲ့သူ့ရဲ့အပေါ်ကနေဒီဘက်ကိုရှိ8လျှောက်ပေါ့နော် ဒါသူကသူသွားပြီးတော့ပုံစံတူဒီသက်ပုံစံလေးဖြစ်နေတာเนาะဟုတ်ပြီအဲ့ဒီအကွက်ဒီကိုသူက၅ဆွန်းနဲ့နှစ်ကိုပို့เนาะအဲ့ကြတော့အဲ့ဒီ၅ဆွန်းနဲ့နှစ်ကိုမပို့ခင်ဒီလိုဖြစ်ပြီးသွားပြီဒီကနေ့ရွေးချယ်ပြီးသွားပြီဒီကနေ့ရွေးချယ်ပြီးသွားပြီဆိုသူရဲ့အောက်မှာတဲ့เนาะသူရဲ့အောက်မှာနောက်ထပ်တစ်ကွက်ရွေးအောင်နှစ်ကွက်နှစ်ကွက်စီသွားတာเนาะဒီကိုဆုံးတွေကကျွန်တော်တို့ပထမရွေးချယ်ထားတဲ့ကနေနော်။ဆောင်းနှဖြစ်စဉ်လေးကြောင့်သူ့ရဲ့အောက်မှာရှစ်တလုံးကစားပြီ ကျင်းစလုံးကစားပြီဆိုတော့သူ့ရဲ့အောက်မှာအခွတ်ခွနှစ်နောင်နောင်လေးလို့ဖြစ်နော်ဒီပထမရွေးချယ်စားသောဒီပေါင်းချင်း9ရဲ့အောက်ကဒီနော်ရှစ်တလုံးကစားပြီပထမဆုံးရှစ်ကစားပြီဆိုတော့သူ့ရဲ့အောက်မှာအခွတ်လိုက်တယ်ခွနှစ်လိုက်တယ်နောင်နောင်လေးလို့လိုက်တယ်သူ့ရဲ့နှစ်ပင်ကြောကနားဒီလေးမောင်ရောင်ကနားလေးကိုမှတ်ထားလိုက်ဟုတ်ပြီနော်အဲ့ပထမဆုံးရွေးချယ်တာ930သူ့ရဲ့အောက်မှာရှစ်လို့စားကစားပြီဆိုတော့အောက်မှာအခွတ်ခွနှစ် ောင်းနှလုံးလေးလို့ဖြစ်နှစ်ပင်ကျော်မှာဒီလီမိုရောင်ကနနော်ဟုတ်ပြီဒုတိယရွေးချယ်ထားသောကန83ဒုတိယရွေးချယ်ထားသောကန209ကြားတော့သူ့ရဲ့ပရိတ်ဒီပရိတ်ဟာတဲ့2ချိန်4ချိန်6ချိန်7ချိန်ကနပြန်ထွက်မှာပရိတ်ထပ်ဟုတ်ပြီနော်209 2ချိန်4ချိန်6ချိန်7ချိန်ဟုတ်ပြီအဲ့လိုဆိုရင်တတိယရွေးချယ်ထားသောကနတတိယရွေးချယ်ထားသောကနသည်7တိတ်မှာ သူ့ရဲ့အောက်မှာသွားလာလို့ပဲရှစ်တလုံးကစားပြီရှစ်တလုံးကစားပြီဆိုတော့နဲ့အခွားတစ်သူ့ရဲ့အောက်မှာအခွားနှစ်အခွားတစ်အခွားနှစ်ဖြစ်တဲ့ရှင်နောက်နှလုံးလေးလို့ဖြစ်သူ့ရဲ့နှစ်ပင်ကျော်မှာရှစ်ကိုတစ်လေးမောင်ရောင်ကလည်းရှိမယ်နော်ဟုတ်ပြီကဲနောက်နောက်တစ်ခက်သရုပ်ဓာတ်ကပေါ့ကျွန်တော်တို့ရွေးချယ်ထားတဲ့ကနေလုံလနှစ်နှစ်အဲ့ဒီ၄ဘရိတ်ကလည်း၂ချိန်၄ချိန်၆ချိန်၈ချိန်ကျော်ပါ၄ဘရိတ်ဖြစ်တာ ပြန်ထပ်တယ်နော်နောက်တစ်ခက်နောက်ထပ်ရွေးချယ်ထားသောကဏ္ဍဟာဘယ်ကဏ္ဍလို့ကျွန်တော်တို့ဒီမှာ684ဒီ684ရဲ့အောက်မှာရှစ်လို့ကစားပြီဆိုအောင်နဲ့ခွာ1ခွာ2နောက်နှလုံး4နောက်နှလုံး4နှစ်ပင်ကြော်မှာအိမ်မော်ရောင်ကဏ္ဍဟုတ်ပြီဒီဘက်နောက်တစ်ခက်ဟောနာရွေးချယ်ထားသောကဏ္ဍ68ကိုတိပရိတ် အဲ့ဒီဒီပရိတ်ကလည်း2ချိန်4ချိန်6ချိန်7ချိန်ကျော်ဒီပရိတ်အဲ့ဒီတော့ကဏ္ဍပြည့်စုံမှုတွေကနှစ်ခုတည်ပြီးသွားပြီနော်930ပြီးသွားပြီ631ပြီးသွားပြီ631ကြာလည်းတည်ပါပြီနော်8 41နဲ့နောက်နှလုံး၄ကြာနော်ဒုတိယကဒီ200ကိုဒီကဏ္ဍရွေးချယ်ထားတာလည်းတကယ်ကျင်းလို့တည်ပြီးသားနော်နောက်2ချိန်4ချိန်6ချိန်7ချိန်ကျော်ရင်သူ့ရဲ့ပရိတ်ထက်တော့ဒီမှာလည်းနှစ်ခွက်ဖြစ်သွားပြီဘုဘမှာနှစ်ခွက်နော် တတိယကပ်နော်ဒီကဏ္ဍနဲ့ဒီလေမောင်ရောင်ကဏ္ဍနဲ့နော်ဒီလေမောင်ရောင်ကဏ္ဍကရှစ်တလုံး꽈တစ်꽈နဲ့နောက်လေးနှစ်ပင်ကျော်อ่ะဒီကောင်ဟုတ်ပြီနောက်စတုဒ္ဒကပ်ဒီလေးပရိတ်ကဒီလေးပရိတ်နဲ့လေးရှောက်ရှစ်တကျော်မှာကြာနော်ပြီးရင်နံပါတ်5နံပါတ်5ကဒီရှောက်ရှစ်လေးပြအောင်မရှိတလို့ခွာတွေခွာနဲ့နောက်နှလုံးလေးနှစ်ပင်ကျော်ကဒီလေးမောင်ရောင်နော်ဒီ ဒီကနေ့တော့နံပါတ်5နံပါတ်6နံပါတ်6ကဒီရောနော်ဒီ break ကလည်း2ချိန်4ချိန်6ချိန်8ချိန်ကျော်မှာထွက်မယ်6ခု2ရောက်အဲ့တော့ကနေ့အလုံးက6ခွက်နော်12ခွက်ဖြစ်သွားပြီနော်တနစ်ကို2ခွက်နဲ့6နဲ့12ခွက်ဟုတ်ပြီကနေ့နေပို့ကို30ပို့မယ်ကို30နဲ့6တောင်းတင်နော်ကို30နဲ့6တောင်းတင်ဒီကို30 6တောင်းတင် ဆက်လေးချိန်မတိုင်ခင်ခင်မှာတကွက်ထွက်ရမယ်နော်ဒီ9 3နဲ့6 3တက်ကဆက်လေးချိန်မတိုင်ခင်တကွက်ထွက်ရမယ်ဆို55ခုနဲ့မှဒီ390စထွက်တယ်390စထွက်တယ်နော်ဘာလို့ထွက်တယ်သူ့ရဲ့ဘေးမှာနှစ်ပရိတ်390ရဲ့တပင်ကျော်မှာ9ပရိတ်အဲ့လိုနှစ်ပရိတ်9ပရိတ်လို့ခံပြီးတော့မှဒီ390ကိုဒီမှာစထွက်တယ်ပေါင်ခတ်ထားတယ်နော်ပေါင်ခတ်ထားဆိုကဏ္ဍစထွက်တယ်ပြီးတော့မှဟာဒီလေမောင်ရောင်ကဏ္ဍဟာသူက14ချိန်မှာပဲထွက်တယ် အဲ့တော့14ဒိန်မတိုင်ခင်တစ်ခွက်ထွက်ရမယ်14ဒိန်မှာတစ်ခွက်ထွက်မှာမဟုတ်ဘူးနော်14ဒိန်မတိုင်ခင်ဒီနှစ်ခွက်ထရတစ်ခွက်ထွက်ရမယ်ကိုးသုံးတယ်ထွက်သွားတယ်ပြီးတော့မှဒီ63တက်က14ဒိန်မှာလာထွက်မယ်နော်ဒီ390ဘာလို့ထွက်တော့ဒီမှာနှစ်ပရိတ်ဒီမှာကိုးပရိတ်ရှိတယ်အတွက်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါပြီးရင်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒုတိယကဒုတိယကဒီ200ကိုနဲ့2 4 5နဲ့ ဆက်လက်ကြိမ်မတန်ကြီးမှာတစ်ခွက်ထွက်ရမယ်ဆက်လက်ကြိမ်မတန်ကြီးမှာတို့ခွက်ထွက်ရမယ်ဆိုဒီ2 4 5ဆိုတဲ့ပုံကိုထွက်သွားတယ်နော်ဒီလင်းကပါလို့ဆိုတော့သူ့ရဲ့ဘေးမှာ309လို့ခံထားတယ်309နောက်နောက်တစ်ခါ308နောက်တစ်ခါ309သူအဲ့လိုသွားတာနော်205လို့စထုတ်နော်205ကဒီကနေပို့လိုက်တော့12ကြိမ်မတိုင်ခင်ထွက်ရမယ်ပြီးတော့မှဒီကျွန်တော်တို့ရွေးချယ်ထားတဲ့နောက်တစ်ခုကဒီ209ဆိုတော့12ကြိမ်မှာထွက်မယ် ဒီကောင်ထွက်မဲ့အချိန်မှာထိတ်စည်းတူနောက်တွဲပြောင်းမြင်နှစ်90ဆိုထွက်နော်အဲ့လားစီဒီဘက်ဒီဘက်မှာ14ချိန်မှာတစ်ပွဲထွက်တယ်17ချိန်မှာတစ်ပွဲထွက်တယ်ဒါပဲဒီကနေ့ရွေးချယ်မှုတွေသင်ငယ်ချင်းတို့သိပြီလားနော်30 361နောက်တစ်ခါ2925နော်ဒီ209ကဒီ17ချိန်မှာလာထွက်တယ်ဒီပေါင်ဖတ်ထားတဲ့ကောင်ကဒီမှာအရင်လာထွက်တယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဘေးမှာ309လို့စာထွက်တယ် ဟုတ်ပြီနော်ဒါနံပါတ်1နဲ့နံပါတ်2နဲ့နော်14ကျင်း17ကျင်းဟုတ်ပြီကဲ3နဲ့4နဲ့ကိုရှိတ်တာပေါ့3နဲ့4နဲ့ဒီ7တင်5နဲ့7ခုတင်နော်7တင်5နဲ့7ခုတင်14ကျင်းမတိုင်ခင်တစ်ခွက်ထွက်ရမယ်ဘောင်ခတ်ထားတယ်7တင်အဲ့ကောင်5ဆုံးနဲ့နဲ့မလာထွက်တော့နော်ပါဘီလိုထွက်တယ်သူရတော့မှာနှစ်ပြည့်သူရတပင်ကျော်မှာကူပြည့်နှစ်ပြည့်ကူပြည့်ထောက်ပြီးမှာတပင်ကျော်မှာ အဲ့ဒီချိန်ကတော့ထွက်တယ်ပြီးတော့မှဒီလေမောရောင်ကနန်းဟာတော့နာလို့14ချိန်မှထွက်မယ်ဟုတ်ပြီနော်ဒီ shit တင်ဘာဖြစ်လို့ထွက်တယ်ဒီ shit တင်အဲ့ဒီ shit တင်ကဟာဒီ shit တင်ကနှစ်ပရိတ်ဘူပရိတ်အဲ့လိုခံပြီးတော့မှဒီကောင်ထွက်ထွက်ပြီးတော့မှဒီလေမောရောင်ကနန်းနော်ဒီလေမောရောင်ကနန်းဟာ14ချိန်မှလာထွက်တယ်14ချိန်ဆက်နေတယ်အဲ့ဒါနော်ပြီးရင်ဒီဘက်နံပါတ်၄កောင် ဒီ၃ညနှစ်နဲ့နဲ့ငါငါလေးငါနဲ့နော်အဲ့ထဲကနှစ်ကွက်ကားတယ်တစ်ကွက်က၁၂ကြိမ်မတန်ခင်ထွက်ရ၁၂ကြိမ်မတန်ခင်ဆို၃ညနှစ်နဲ့ကိုသူအရင်ထွက်သွားတယ်အစောနောက်ကျွန်တော်၃ည၉လို့ပြောခဲ့တယ်နော်၃ည၉အခုဒီမှာ၃ည၈နော်နော်၃ည၉ရဲ့တပင်ကျော်မှာနှစ်လေးငါထွက်ခဲ့အခုဒီမှာ၃ည၈ရဲ့တပင်ကျော်မှာ၃ည၂နှစ်ထွက်ခဲ့ဒီပေါက်ခတ်ထားတဲ့ကောင်အရင်ထွက်ပြီးတော့မှဒီ 做点个那不得吵吵在讲，爱讲退水路闹多少票嘛，啊压力，呐，爱讲啊吵闹多呐，十二节，十二节，好不啦？再好比阿拉边就闹了两帮啊，就两帮阿妈住在这儿，那过去，早些年呢，我早，啊对，那过去得搬块地来，早些年已经出的，阿双那那。 ဒီမှာအရင်ထွက်တယ်။ပါလို့ထွက်တော့ဆောင်းလာလို့ပဲနှစ်ပရိတ်ကိုးပရိတ်အဲ့လိုနှစ်ပရိတ်ကိုးပရိတ်လေးခံပြတဲ့ပြင်ကြမှာရှေ့ရှောက်ပြီးထွက်ထွက်ပြီးတော့မှဆောင်းလာဒီကျွန်တော်တို့ဒီမှာလေးမောင်းရောင်ရှဲခဲ့တဲ့ကောင်ခွန်ချောက်ခွန်ဆိုတဲ့ကောင်14တိန်ကိုပဲတက်တာဒီကောင်နော်14တိန်ကိုပဲတက်တာအဲ့လိုတို့ဒီနောက်ဆုံးကျွန်တော်တို့ပို့ရမယ်ကောင်နောက်ဆုံးပို့ရမယ်ကောင်နှစ်ကွက်ရှိတယ်ကျွန်တော်တို့ရွေးထားတာဒီ66ခွန်ဒီကောင်ပဲနော်209ဒီ66ခွန်ကအဲ့ 14ချိန်17ချိန်မတိုင်ခင်အရင်ထွက်ရမယ်ဆိုတော့6ချိန်ခွန်အရင်ထွက်သွားတယ်။အဲ့ဒါကျွန်တော်ပြောခဲ့တယ်39 38ဒီမှာ39ခွန်သူ့ရဲ့တပင်းတွေမှာလာထွက်တယ်။ပြီးတော့မှဒီ209ဆိုတော့ကွန်ဘလူထွက်မှာ။ထိတ်စည်းတူနောက်တွဲပြောင်းမြန်ဆိုတော့190ဆိုပြီးတော့ထွက်။17ချိန်မှာလာထွက်တယ်။ဒီကောင်14ချိန်ဒီကောင်17ချိန်နော်။အဲ့တော့အစအောင်ပြန်သွားကြည့်လိုက်အဲ့ပုံစံတိုင်းနော်။ ်14ကျင်း12ကျင်းနော်နောက်တစ်ခါ14ကျင်း12ကျင်း14ကျင်း12ကျင်းဟုတ်ပြီနော်ကဏ္ဍကျွေးချက်မှုပိုင်းတွေလည်းသင်ငယ်ချင်းတွေသိပါပြီနော်ဒီ9 3တဲ့ယူရတဲ့အကြောင်းရင်ဒီလီမောရောင်ယူရတဲ့အကြောင်းရင်နော်ပြီးရင်ဒီကဏ္ဍဟာရှစ်ပင်ကျော်မှာပြိတ်ပြန်ထပ် ီကနိုင်ရဲ့ဒီလေမော်ရောင်ကနိုင်ပြီးရင်ဒီပရိတ်ကရှစ်ပင်တော်မှာပြန်ထပ်ဒီကနိုင်ရဲ့ဒီလေမော်ရောင်ကနိုင်ပြီးရင်ဒီကနိုင်ဟာပရိတ်ပြန်ထပ်ထူးကြတာထူးကြချက်လေးပြောအောင်ကြွဒီ930ပေါင်းချင်း9 633ပေါင်းချင်း9ပေါင်းပေါင်းချင်း9ပါတယ်ပေါင်းချင်း9ပါတယ်ပေါင်းချင်း4ပါတယ် ောင်းကျင်ကူပောင်းကျင်ကူဒီမှာလည်းအလိုပဲပောင်းကျင်ကူပောင်းကျင်ကူသူကပောင်းကျင်ကူလေးတွေကြည့်သွားဒီမှာပောင်းကျင်လေးပောင်းကျင်ကူပောင်းကျင်လေးပောင်းကျင်လေးနော်ပောင်းကျင်လေးပောင်းကျင်ကူအဲ့လိုပောင်းကျင်လေးကူကနန်းတွေကိုပဲသူထုတ်ပြီးတော့တောင်းနော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီအချိန်မှာ၁၂ချိန်မှာဒီ ။၂ခုဆိုတော့ပေါ့။တော်တော်ကြီးကိုအားကောင်းတယ်နော်။တလူသွားတယ်နော်။ကြာဒီဒီကောင်၁၄ချိန်မတိုင်ခင်ကိုတခွက်ထွက်ပြရတယ်။ပြီးမှဒီလီမော်ရောင်က၁၄ချိန်။ဒီနှစ်ခွက်မှလည်းအဲ့လိုပဲသူက၃ည၉လို့ခံပြီးမှဒီ၄လင်းကားကိုအရင်ပြီးမှဒီကောင်က၁၂ချိန်ပူတာ။ဒီဘက်မှလည်းအဲ့လိုပဲ။ဒီပေါင်ခတ်ထားတဲ့ဒီပန်းရောင်အရင်ထွက်ပြီးမှဒီကောင်က၁၄ချိန်ကိုပူတာ။ 边的猪咧不得拆拆来讲，猪肝我现补来的，补边嘛？猪肝好，省得个嘛补。一百码来路啊！啊，对少来说来讲，现补来的，补边嘛？李礼貌羊我可能好，省得钱我补了，一百码来路啊！你吃吃看，这个板鸭、豆芽看都差不多啊。边嘛的，就讲菜籽油拿出来表面做料，对嘛？省得钱我补，你姑再说。 ဟုတ်ပြီနော်တကယ်တူနေအဲ့ဒါကျွန်တော်ဒီ၄ဆုံးနဲ့နှစ်တည်းကနော်ဒီကိုလာရမယ်နော်ပေါင်းခြင်း၉လေးပါပဲခင်ဗျာနော်ဒီနှစ်90ရက်တည်းနောက်တစ်ခုကျွန်တော်ပြောနောက်တစ်ခုကလည်းအဲ့လိုပဲဒီကောင်ကကြတော့ဟောလာ၃၃လေးနော်ဒီကောင်၃လေးလေး၃လေလေအဲ့တုံးလေးလေး 哎，东雷林的这些可能，喏，十里井嘛，喏，这些东的，十里井嘛的，这些老年人了，十里井嘛，这些是库的，喏，你东瞧这个，喏、啊，黄金谷、黄金林。 ဒီကောင်ကပေါင်းခြင်း၄ပေါင်းခြင်း2ဒီကနားဟာပေါင်းခြင်း၉ပေါင်းခြင်း၃၀အဲ့ပုံစံတိုင်းပဲဒီမှာ၁၅၁၂ကျဉ်15 12 25 12ကျဉ်ဒီထက်မှကနားတောင်းဆုံးတဲ့နှစ်ထဲ၅၄၅ကိုပို့သွားတယ် ကောင်းညာလေးကိုဒီထဲကနေပို့သွားတယ်။ခုဒီနော်25ဒုတိယဖြစ်နိုင်တယ်ပေါ့။မာသုံးကိုနော်ကျွန်တော်တို့တောကြောက်ထူလာတာဒီ1 chain 1 chain 1 chain ဒီဘွဲမှာလည်းငါသုံးခုဟုတ်ပြီ။အဲ့ဒီသုံးခွက်ကိုဘယ်လိုဆက်ဆက်မှုရှိတော့ဒီ95လေးကိုယူရတဲ့ကြောင်းငန်းငါးလေးဟာပေါင်းခြင်း9ပေါင်းခြင်း10เนาะဒီဘက်နှစ်ထဲက ဟုတ်လားဒီ14ချိန်မှာထွက်ထားတယ်။ပေါင်းချင်းကိုပေါင်းချင်း10ဒီကနောင်းနော်ပေါင်းချင်းကိုပေါင်းချင်း10အဲ့ဒီပေါင်းချင်းကိုပေါင်းချင်း10ဒီ12ချိန်မှာထွက်ဖို့သူရတနှစ်ချိန်မှာပေါင်းချင်းကိုပေါင်းချင်း10နှစ်ကွက်ထွက်ထားတယ်။အဲ့ဒီတွေကတစ်ကွက်ကိုပို့နော်12ချိန်ကိုပို့နောက်ဒီမှာ631 631နဲ့36တင်တယ်ပေါင်းချင်းကိုပေါင်းချင်း၄အဲ့ပေါင်းချင်းကိုပေါင်းချင်း၄ကြတော့လေသူကဒီ ောင်းကျင်းကိုနဲ့ပေါင်းကျင်းလေးဒီလေးစုံနဲ့နဲ့ပေါင်းကျင်းကိုရဲ့ပေါင်းကျင်းလေးညာလဲပေါင်းကျင်းကိုရဲ့ပေါင်းကျင်းလေးဒီဒီကောင်ပို့သွားအဲ့တော့ဆောင်းတော့ကျွန်တော်ပြောခဲ့တဲ့ဒီ16ချိန်ကနေဒီကောင်ပို့ပြီးသွားပြီ16ချိန်ကနေ16ချိန်ကနေဒီကောင်ကျန်တယ်ဒီကောင်ကပေါင်းကျင်းလေးပေါင်းကျင်းနှစ်ပေါင်းကျင်းလေးပေါင်းကျင်းနှစ်ပါတော့ကနေ ။ပေါင်းခြင်းလေးပေါင်းခြင်းနှစ်ပါသောကဏ္ဍဒီ24မှာနှစ်ကွက်ပဲရှိရလေဒီကဏ္ဍမဲ့ဒီကဏ္ဍမဲ့ကျွန်တော်ပေါင်းခြင်းလေးပေါင်းခြင်းနှစ်မရှိဘူး။နော်ပေါင်းခြင်းလေးပေါင်းခြင်းနှစ်ဆုံးပါလား။မရှိခဲ့နော်။အဲ့တော့ပေါင်းခြင်းလေးနှစ်ပါသောကဏ္ဍဟာဒီကဏ္ဍမရှိဘူး။အဲ့တော့အဲ့ကဏ္ဍလေးလည်းကျွန်တော်တို့ထည့်ထိုးသင့်တယ်နော်။ဒီ၅၃ကိုပတ်တယ်ပေါ့ဗျာနော်။အဓိကသောနာတည်ခိုင်းတာကနှစ်၉ဆိုနော်။ နောက်အဲ့ဒီကဏ္ဍထွက်ရမယ်ဆိုရင်ပြောင်းမှာတုံညာဆုံး၄ဆုံးနော်တုံညာဆုံး၄ဆုံးနော်၅ပါတယ်တုံညာပါတယ်နော်ဒါတုံညာဆုံး၄ဆုံးနဲ့နှစ်ကနော်၅ပါတယ်တုံညာပါတယ်ငါလည်းအလိုပဲ၃ညဆုံး၄ဆုံး၅ပါလေ၉ပါလေ၉ဖြစ်သွားပြီနော် ၅ဆုံညာ၅ဆုံညာ၅ခုဟုတ်ပြီဒီ၅ခု၆နဲ့၉ဆုံညာ၆ဆုံညာ၅ဆုံနဲ့နှစ်မှာထွက်တယ်နော်ဒီဟာရ၃နဲ့ဆုံ၄ဆုံနဲ့နှစ်က၅ခု၆၉ဆုံညာဆိုနှစ်ခွက်လုံးထွက်ဒီနှစ်လင်းကားနဲ့ခွန်ခွန်ဆုံညာနော်အ၃ညာဆုံသောနှစ်၄ဆုံသောနှစ်ကဒီဘက်၅ဆုံနဲ့နှစ်မှာနှစ်ခွက်လုံးထွက်နောက်ဒီမှာ၃ဆုံ၄ဆုံနှစ်ကတိရှင်းက၈၉တိနှစ်ခွက်လုံးထွက်နော် သူက9တုံည9တုံည2 9ခုအခုဒီမှာလာမဲ့ပုံက3ည3 4ဆိုတော့ခွန်တုံညဒီမှာလဲခွန်တုံညမဲခွန်ခုဟုတ်ပြီနော်အဲ့ဒီခွန်ရဲ့ဒီတုံညခွန်တင်ငါ200ခွန်ငါဆုံးတဲ့နည်းမှာခွန်တင်ငါ200ခွန်ခွန်တုံည 3ခုနဲ့၄သုံးညာခုအားဆုံးနဲ့နှစ်မှာအခုဒီမှာခွန်ကိုဒီနှစ်နှစ်ခွန်လိုက်ပြီးပြီဒီကောင်မကြံနဲ့နော်အဲ့ကောင်လိုက်လိုက်မြန်ဒီကောင်ရဲ့အောက်မှာလိုက်လိုက်မြန်အကြတော့ဒီ၁၂ချိန်မှာအားကောင်းတာဒီဒီ၂၀၂၄တွေက၄ပါသောသို့မဟုတ်ပေါင်းခြင်း၄နဲ့ပေါင်းခြင်း၉ပါတဲ့ခဏမို့နော် အိုက်ကောင်တွေကဒီဆက်လက်ချိန်မှာအားကောင်းပါတယ်เนาะကဲမိတ်ဆွေတွေကဒီမှာအားလုံးပဲကံကောင်းကြပါစေခင်ဗျာ